ဖိလစ်ပိုင်နိုင်ငံမှာတိုင်ဖုန်းမုန်တိုင်းဝင်ရောက်တိုက်ခတ်ခဲ့တာကြောင့်လူ90ကျော်သေဆုံးခဲ့ပြီးထိခိုက်ပျက်စီးမှုတွေလည်းဖြစ်ပေါ်ခဲ့ပါတယ်။တိုင်ဖုန်းမုန်တိုင်းကယ်မက်ဂီဟာနိုဝင်ဘာ၄ရက်နေ့ကဖိလစ်ပိုင်ကိုနိုင်ငံအလဲပိုင်းကနေကန့်လန့်ဖြတ်ဖြတ်သန်းတိုက်ခတ်သွားခဲ့တာပါ။နိုဝင်ဘာ9ရက်မနက်ပိုင်းတည်သတင်းတွေအရအသေးအပြောက်52ဦးထိရှိလာပြီးနောက်ထပ်73ဦးထပ်မံနေပျောက်ဆုံးနေကြောင်းသိရပါတယ်။မုန်တိုင်းထံကြောင့်စီဘူးဒေသမှာမြို့လုံးကျွရွာလုံးကျွရေဖုံးသွားတာတောင်ရှိခဲ့တာပါ။ စီဘူဟာကယ်မဂီကြောင့်အသေးပြောက်အများဆုံးဧရိယာလဲဖြစ်လာခဲ့ပါတယ်။လူမှုကွန်ရက်ပေါ်ပြန့်နှံ့လာတဲ့ဗီဒီယိုမှာတော့အိမ်တွေထဲရေလွှမ်းကုန်လို့လူတွေကအိမ်အမိုးပေါ်တက်နေရတာလမ်းတွေပေါ်မှာကားတွေနဲ့ကွန်တိန်နာတွေရေနဲ့မျောပါလာတာတွေကိုတွေ့ခဲ့ရပါတယ်။သေဆုံးစရိတ်မှာတော့ကဲဇေယိလုံရင်ပြတ်ကြတဲ့စစ်ရဟတ်ရဲ့တစည်းပေါ်ကအမှုတန်း6ဦးလဲပါဝင်ခဲ့ပါတယ်။ကယ်မဂီကိုဖိလစ်ပိုင်မှာတော့တီနိုဆိုတဲ့နာမည်နဲ့ခေါ်ဝေါ်ကြပါတယ်။မုံတိုင်းကဖိလစ်ပိုင်အရှေ့ဘက်ကယ်ယိုရန်ကနေဝင်ရောက်ပြီး အနောက်ဘက်ကန်ယူရက်ကနေထွက်ခွာသွားပြီဖြစ်ပေမဲ့နောက်ထပ်24နာရီနီးပါးကြာတဲ့အချိန်တနာယီကိုမိုင်80လောက်ထိအားကောင်းတဲ့လေပြင်းတိုက်ခတ်မှုတွေကိုဆက်ပြီးတော့ဖြစ်ပွားနေခဲ့ပါတယ်။စီဘူမှာအခြေအနေတွေကခက်မှန်းလို့မရလောက်အောင်ဆိုးရွားနိုင်တယ်လို့ဒေသဆိုင်ရာအုပ်ချုပ်ရေးအရာရှိက Facebook မှာမှတ်ချက်ပြုရေးသားထားတာပါ။စီဘူမှာတော့အရာဒီဥဒုဆိုင်ရာအရေးပေါ်အခြေအနေကြီးညာထားသလိုကေဆယ်ရေးလုပ်ငန်းတွေအပူတပြင်းစတင်နေတယ်လို့သိရပါတယ်။ဖိလစ်ပိုင်ဟာ20 ပြန်မြမုံတိုင်း20လဝေရောက်တိုက်ခတ်တာကိုကြုံရလေးရှိပါတယ်။ဒီနှစ်ထဲမှာတော့အာအပြင်းဆုံးတိုင်ဖုန်းတွေကဖိလစ်ပိုင်ကိုဇက်တိုက်ဆူသလိုဝင်းမွေနေခဲ့ပါတယ်။စက်တင်ဘာလကောင်ပိုင်းတို့ကစူပါတိုင်ဖုန်းအစင်မုံတိုင်းကြီးရာဂါစာဖိလစ်ပိုင်မြောက်ပိုင်းကိုတိုက်ခတ်ခဲ့တယ်လို့ရက်ပိုင်းလောက်သာခြားပြီးတိုင်ဖုန်းမုံတိုင်းဘူအာလွန်ကလည်းဖိလစ်ပိုင်ကိုဖျက်ဆီးခဲ့ပါသေးတယ်။ဒါအပြင်စက်တင်ဘာ30တုန်းကလည်းမက်ဂနီကျူ6.9အစစ်အင်အားပြင်းကလေးကြီးတစ်ခုနိုင်ငံအလဲပိုင်းကိုဦးတည်လှုပ်ခတ်ခဲ့ပြီး စီဘူဟာအပြည့်အစည်းတံအများဆုံးခံရတဲ့ဒေသဖြစ်ခဲ့ပါတယ်။တိုင်ဖုန်းမုန်တိုင်းကယ်မဂီကတော့ဖိလစ်ပိုင်ကမ်းရိုးတန်းကိုကျော်လွန်သွားပြီးတဲ့နောက်အနောက်မြောက်ဘက်စီဆက်လက်ဦးတည်နေပြီးဗီယက်နမ်၊လာအိုနဲ့ထိုင်းနိုင်ငံတွေဘက်ရွေ့ရှားနေကြောင်းသိရပါတယ်ရှင်။